ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ12ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့အင်အား60ခန်းရှိတဲ့ body စကန်သိန်းတိုက်ပွဲစစ်ကောင်စီတပ်သားအများစုလက်နက်များယူပြီးထိုင်းဘက်ကိုထွက်ပြေးလက်နက်ကြီးလက်နက်ငယ်ဆယ်လက်ခန့်သိမ်းဆည်းရရှိထားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ကရင်မျိုးသားအစည်းအရုံး KNU တက်မဟာလေးနေမြင်မြန်မာထိုင်းနဲ့ဇက်မှရှိတဲ့ body call အမုန်နယ်ဆက်စစ်ကောင်စီတက်စကန်းကိုဇွန်လ10ရက်နေ့မနက်ပိုင်းကတိမ့်ပိုက်ခဲ့ရမှာစစ်သားအများစုမှလက်နက်များယူပြီးထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသောကြောင့် KNU တက်မဟာလေးနဲ့တော်လန်ရေးတရင်အရေးမြစ်တို့ကပြောပါတယ်။အင်အား60ခန့်တက်ဆွဲထားတဲ့ point 2566စကန်းကို body နေဆက်အမုန်နယ်ဆက်စကန်းကိုဇွန်လ17ရက်နေ့မနက်မှာ KNU KNL ရဲ့စီရေးဥဆောင်မှုနဲ့ မဟာမိတ်ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။မနေ့ကစကန်းသိန်းနဲ့တိုက်ပွဲမှာရန်သူကဖမ်းမိတာမရှိဘူး။သူတို့ကထိုင်းဘက်ကိုအကုန်ထွက်ပြေးတယ်။သူတို့ကယူသွားတာပေါ့လက်နက်တွေ။ဒါပေမဲ့ထိုင်းဘက်ရောက်တော့တချို့ကပါတယ်လို့ထင်တယ်။တချို့ကသူတို့ဘွက်ထားတာလားမသိဘူးလို့ KNU ဗိတ်တဝဲခရိုင်အတွင်းရေးမှူးဖရိုဆောအေနာကပြောပါတယ်။ KNU ဘိတ်တဝဲခရိုင်ကရင်လူငယ်အစည်းအရုံးအတွင်ရေမှုစောအေတီကော်ကလည်းဘောဒီစစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှုမှာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံဆင်လက်ခံရရှိထားကြောင်းသိရှိရပါတယ်။လက်နက်ကတော့တချို့တဝက်ပဲတင်းစဲရတာပေါ့နော်။ထိုင်းဘက်ပြေးတယ်လို့တော့ပြောတယ်။ဒါပေမဲ့ထိုင်းဘက်မှလည်းတရင်တော်မထွက်သေးဘူးပေါ့နော်။လက်နက်အပါအဝင်သူတို့ထွက်ပြေးသွားတာဒါပေမဲ့ဒီစကမ်းမှာကြင်ရှိလက်နက်တွေတော့ကျွန်တော်တို့တင်းစဲရရှိတာပေါ့။လက်နက်ကတော့ဒီလောက်ပဲရထားတာပေါ့။60မမနှစ်လက်နဲ့လက်နက်ငယ်9လက်8လက်လောက်အဲ့ဒီလောက်ပဲရတယ်လို့စောအေတီကောကဆိုပါတယ်။ ။ဒိမ့်ပိုက်ရရှိခဲ့တဲ့လက်နက်များဟာစကန်သိတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကကြာဆုံးခဲ့သူများရဲ့လက်နက်ဖြစ်တယ်လို့သိရှိရပါတယ်။စကန်မှာကြာတာရှိတယ်။ဒရုန်းနဲ့ကြာတဲ့အချိန်မှာဒီလောက်ကြာသွားတာလို့စောအေတီကော်ကဆိုပါတယ်။စကန်သိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ drone တပ်ဖွဲ့ Force for Federal Democracy FFD2 တာဝန်ခံကိုအောင်အောင်ကလည်းဘော်ဒီနေဆက်စကန်ကထိုင်းမြန်မာနေဆက်မှာရှိနေပြီးတော့စတူရဲမီတာ100မီတာခန့်ကျယ်ဝန်းနဲ့ ချန်စီယိုသုံးတက်နဲ့ဖွဲ့စည်းထားတဲ့စကန်ဖြစ်တဲ့စကန်ရဲ့တဝက်လောက်ကထိုင်းနိုင်ငံရဲ့ border back ချမ်းတွေကိုဝင်နေတယ်လို့ပြောလို့ရပါတယ်လို့ဆိုပါတယ်။အဆိုပါ body တက်စကန်ကိုဇွန်လ၈ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ရမှာဇွန်လ၁၀ရက်နေ့မှာအပြီးတိုင်သိမ်းပိုက်နိုင်ခြင်းဖြစ်ပါတယ်။အဆိုပါစကန်၌အထိုင်တက်မှာခလာရ၂၅ဖြစ်ပြီးထိထပြူဝါရဲ့ကုကဲမှုအောက်မှာရှိတဲ့စကန်ဖြစ်ပါတယ်။ KNU တက်မှာလေပူပေါင်းတက်ဟာထိထပြူဝါကို April လမှာသိမ်းပိုက်ရရှိခဲ့ပြီး အနီးမှာရှိတဲ့တီခီမေတမီခီစကန်းကိုမေလမှာတင်ပိုက်ခဲ့ပါတယ်။ဘော်ဒီနေဆက်စကန်းမှာမူလကအင်အား28ဦးခန့်သာရှိပေမဲ့လည်းစစ်ကောင်စီကလေကြောင်းမှစစ်ကူချပေးပြီးနောက်အင်အား60ခန့်ရှိကြောင်း FFD2 တာဝန်ခံကဆိုပါတယ်။တီထပြူဟာအမတ်၁ရဲ့စီရေးကွက်ကဲမှုအောက်မှာစစ်ကောင်စီတပ်စကန်း10ခုကျော်ရှိတယ်လို့သိရှိရပါတယ်။တီခီရဲ့ပြီးတော့မောထမောထကမနစ်ကလေးကတက်သိမ်းခဲ့တာဒီဘက်မှာကြတော့တီခီရဲ့ဘော်ဒီရဲ့အကုန်လုံး6ခုကျသွားတာ။ အကုန်လုံးသူ့ရဲ့ view ဟာအောက်မှာစကန်း30ကျော်တယ်30ကျော်မှာဟိုးနိုင်တောင်ထိပါတယ်နိုင်တောင်စကန်းလဲ view ဟာတည့်ရဲ့အောက်မှာရှိတယ်ဆိုတော့ကျန်တဲ့စကန်းတွေတင်ဖို့အစီအစဉ်ရှိတယ်လို့ KNU တက်မဟာလေးတရင်ရှိမြစ်တူကဆိုပါတယ်ဘော်ဒီစစ်ကောင်စီစကန်သိန်းတိုက်ပွဲအတွင်းကြိုးပမ်းခဲ့တဲ့စစ်ဘက်ရေးရာအရာရှိအရာခံအကြက်စစ်တီများမဟာမိတ်ပူးပေါင်းတပ်များရဲရွာကောင်းဆောင်များဒေသခံပြည်သူများနဲ့တကွအဖက်ဖက်မှဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသူအလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း KNU ဗိတ်တဝဲခရိုင်ကဇွန်လ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မြန်မာထိုင်းနယ်စပ်တလျှောက်စကမ်းသိန်းတိုက်ပွဲများမှာစစ်သားများဟာထိုင်းနိုင်ငံဘက်ချမ်းကိုအများဆုံးထွက်ပြေးကြပါတယ်။ KNU တပ်မဟာ6နယ်မြေမြဝတီမြို့တောင်ဘက်မှာရှိတဲ့နေဆက်စခန်းများကို KNL ဥဆောင်တဲ့ပူးပေါင်းတပ်များကထိုးစစ်ဆင်ရမှာလဲစစ်သားအများစုဟာထိုင်းကိုထွက်ပြေးကြပြီးထိုင်းစစ်တပ်ကမြဝတီမြို့အနီးမှာရှိတဲ့နေဆက်ကိတ်ဖြစ်တဲ့16ကိတ်မှတစ်ဆင့်မြန်မာနိုင်ငံဘက်ကိုပြန်ပို့ပေးနေပါတယ်။ထို့ကြောင့်ထိုင်းထွက်ပြေးစစ်သားများမှာ မြဝရီမျိုးစောင်းတက်လို့ခေါ်တဲ့ခလာရ1ခွန်9ကိုရောက်ရှိနေပြီးရခိုင်စစ်သားများနဲ့ထွက်ပြေးစစ်သားပေါင်းအင်အား600ကျော်ရှိနေကြောင်း KNUC ရဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ညောင်ဦးမှာယာအိမ်မှုတဦးနဲ့ကြန့်ခိုင်ရေးပါတီဝင်2ဦးပြစ်သက်ခံရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းညောင်ဦးမြို့နယ်တဟက်ကန်ကြီးရွာမှာကြီးရွာယာအိမ်မှုတဦးနဲ့ကြန့်ခိုင်ရေးပါတီဝင်2ဦးတနက်နေ့ပြစ်သက်ခံခဲ့ရတယ်လို့ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံကနေသိရှိရပါတယ် ြစ်ကတ်ခံရသူတွေဟာတဟက်ကန်ကြေးရွာရာအိမ်မူအသက်58နှစ်အရွယ်ဦးတင်စုအဆိုပါကြေးရွာနေရက်ကြီးကြန့်ခံရေးပါတီဝင်တွေဖြစ်တဲ့52နှစ်အရွယ်ဦးဝင်းနိုင်33နှစ်အရွယ်ဦးချမ်းသာတို့ဖြစ်ပြီးဇွန်လ9ရက်နေ့မနက်9နာရီကျော်မှနေအိမ်မှာရှိနေခြင်းပြစ်ဒဏ်ခံရတာလို့ဆိုပါတယ်အဲ့ဒီဘက်ချမ်းမှာစကန်းတွေဝင်စီခံရတာကောတနက်တွေဆုံးရှုံးခံရတာတွေကောအရင်ကရှိခဲ့တယ် အခုဟာအရင်ကတိုင်းတဲ့ဒလန်တွေပြူတွေကိုရှင်းတာလို့တော့သိရတယ်လို့ဒေတာအခြေဆိုင်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကဆိုပါတယ်တနက်နဲ့ပြစ်ခတ်ခံရတာကြောင့်ယာအိမ်မှုနဲ့ကြက်ခံရေးပါတီဝင်နှုတ်တို့မှဥကောင်းတဲ့ရင်ဘတ်တွေမှာကြီထိမှန်တန်ရာတွေနဲ့နေရာမှာပဲတည်ဆုံသွားကြတယ်လို့သိရှိရပါတယ်စစ်ကောင်စီထောက်ခံ Telegram Channel တွေမှာတော့ယာအိမ်မှုနဲ့ကြက်ခံရေးပါတီဝင်တွေကို PDF ရှင်းဦးကလာရောက်ပြစ်တက်ခဲ့လို့တည်ဆုံခဲ့ရပြီးဥဝင်းနိုင်ပိုင်ဆိုင်တဲ့ကာနစီကိုလည်းယူဆောင်သွားကြတယ်လို့ရေးသားဖော်ပြထားကြပါတယ် ဇွန်လ၁ရက်နေ့ကလည်းညောင်ဦးမြို့နယ်ပကံမြို့တည်ကန့်ကာရက်ကွက်ဇရက်မှာရှိနေတဲ့အုတ်ချုပ်ရည်မှုအဖွဲ့ကိုထနောင်းမြေစစ်ကြောင်းအဖွဲ့ဝင်တွေကဝင်ရောက်ပစ်ခတ်ခဲ့လို့အုတ်ချုပ်ရည်မှုအပါအဝင်ရှိဦးတည်ဆုံးခဲ့ပြီးလက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ကြောက်ဖြူမှာတိုက်ပွဲပြင်းထန်စစ်ကောင်စီတပ်ကအေးအေးရှိရာနေရာများကိုလက်နက်ကြီးများနဲ့မတားတမ်းပစ်ခတ်နေတရုတ်စစ်သားတွေပိတ်မိနေတဲ့ OGD စက်ရုံကိုအေးအေးဝိုင်းထားလို့ထွက်ပေါက်ပိတ်တိုင်ပတ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော် AA တို့တိုက်ပွဲပြင်းထန်နေပြီး AA ရှိရာနေရာများကိုလက်နက်ကြီးများနဲ့မနာတမ်းပစ်ခတ်နေကြောင်းဒေတာရင်းစီရေးတရင်အရှင်းမြင့်နဲ့ဒေတာခင်များထံကနေသိရှိရပါတယ်ဒီတရက်နဲ့ရက်တိုက်ပွဲတော်တော်ပြင်းထန်နေတဲ့ AA ကလည်းကန်းကြီးဘက်ကပတ်ပြီး OGT နားကခမရ943ခမရ942ဘက်ကိုဝင်နေလို့စစ်ကောင်စီတပ်ကကြားလို့ဖြစ်မယ်တရင်တွေရှိတဲ့တောင်ပေါ်ကနေနိုင်ဝက်ချတခါပြစ်နေတာလို့ဒေတာရင်းစီရေးတရင်အရှင်းမြင့်တူကဆိုပါတယ် ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကကြောက်ဖြူမြို့ကိုရေတပ်တင်းမောများနဲ့ရောက်ရှိလာတဲ့စစ်သားနဲ့ရဲအင်အား200အထက်နဲ့လက်နက်ခဲယမ်းများကိုရဲတပ်ရင်32ခမရ943ခမရ942တပ်ကိုဖြန့်ခွဲပို့ခဲ့ကြောင်း၎င်းကဆိုပါတယ်။မလာကျော်အနီးမှာရှိတဲ့တဘာဝတန်းငွေတပ်စင်စက်ယုံ OGT မှာလည်းစစ်ကောင်စီတပ်သားများကအကာအကွယ်ယူခိုးလုံနေခြင်းကြောင့်အရကတပ်တော်ကဝိုင်းထားကြောင်းအေအေနဲ့နှိစက်သူတဦးကဆိုပါတယ်။တိုက်ပွဲမှာစစ်ကောင်စီဘက်ကနေတိုင်းလူလူတေတာတွေရှိတယ်။တေတာများတယ် OGT မှာရှိတဲ့ထိပ်ပိုင်းအင်ဂျင်နီယာတွေကတော့လေရင်နဲ့ပြင်ကြတယ်လို့သိရတယ်။ဒါပေမဲ့တရုတ်စစ်သားတွေကကုမ္ပဏီလုံခြုံရေးအတွက်အထက်မှာရှိနေတယ်။ဒီဘက်ကဝိုင်းထားတာပေါ့။အပေါ်ကအမိန်ပေးရင် AA ကအထက်ကိုဝင်တိုက်မှာပေါ့လေ။ဝင်တိုက်ရင်တရုတ်စစ်သားတွေအကြဆုံးရှိလာမယ်။ Gas pipeline ထိခိုက်မှာပေါ့။အခုဆိုရဲတရင်32ကကာကင်းတွေမရှိတော့ဘူး။သူတို့စစ်ကောင်စီဘက်ကတော့အေးအေးရှိတဲ့နေရာတွေကိုလိုက်တိုက်နေတာလို့၎င်းကဆိုပါတယ်။လက်ရှိမှာဓညဝတီရေတပ်ဌာနချုပ်ကိုတွားတဲ့ တိပုတ်တောင်လမ်းခွဲစဉ်ချောင်းနဲ့ကက်တပြေကြေးရွာအနီးမှာတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးများသာမကလေကြောင်းမှလည်းမကြာခဏဘုံကျဲတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။လက်နက်ကြီးနဲ့ပစ်တာမလာကျွန်းနာမှာအရက်သားတစ်ယောက်နှစ်ယောက်တည်တယ်ကြားတယ်။မနေ့ကညနေ၄နာရီလောက်ကလည်းလမ်းခွဲနာလေရင်နဲ့ဘုံလာချသွားတယ်လို့ကြောက်ဖြူမျိုးကတူကဆိုပါတယ်။စီရီတည်ရင်ရင်းမြများရဲ့အဆိုအရကြောက်ဖြူမျိုးကိုယခုနှစ်ဖေဖော်ဝါရီလကတည်းကစစ်ကူများပို့ဆောင်နေဒီမှာ၅ကြိမ်အထက်ရှိနေပြီး လေးလအတွင်းစုစုပေါင်းအင်အားတထောင်ကျော်ရှိပြီဖြစ်ပါတယ်။လက်ရှိမှာအာရခတပ်တော် AA ကကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့မင်းတပ်တောင်စခန်း၊လေကမော်ကာကင်စခန်း၊နမ်ပေတောင်ကာကင်စခန်းတို့ကိုမေလတတရအပတ်ကသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့ဒညဝရီရည်တပ်ဌာနချုပ်ကြောက်တလုံးဖျားအနီးမှာရှိတဲ့ခမရ၅လေးနဲ့ဂုံးချွင်ရွာအနီးမှာရှိတဲ့ခမရ၅လေးတုံးခလာရ30လေးမြို့အနီးမှာရှိတဲ့အမှတ်30နဲ့ရည်တပ်ရင်းနဲ့တောင်မော်ကြီးရည်တပ်ဌာနခွဲတို့တည်ရှိပါတယ်။ အရကတတ်တော်အေးအေးအနေနဲ့ရခိုင်ပြည်နယ်မှာအကြီးဆုံးနောက်ပတ်ကတိုင်းစစ်ဌာနချုပ်အပါအဝင် မြို့နယ်၁၄မြို့ကိုတင်ပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကရုရန်ဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမန်းအောင် စတဲ့နောက်ဆုံးလက်ကျန်၃မြို့ကိုတင်ပိုက်ရန်ကြိုးပမ်းနေပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ဟာကာစစ်ပြူဟာမိုးကိုတက်မကိုကိုတက်မမှုအဖြစ်အစားထိုးခန့်အပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာချင်းပြည်နယ်ရဲ့စစ်ကောင်စီအစိုးရရုံးဆိုင်ရာဟာကာမြို့မှာအခြေစိုက်ထားတဲ့ ဟာကာအခြေချစစ်ပြူဝမှုဘုံမူကြီးစိုးဝင်းထွန်းဟာယာရုတိုးနဲ့တက်မကိုကိုတက်မမှုအဖြစ်အစားထိုးခံအပ်ခံရပြီးနောက်ဟာကာအခြေဆိုင်စစ်ပြူဝမှုအပြောင်းလဲဖြစ်သွားကြောင်းသိရှိရပါတယ်။ယခုဇွန်လအတွင်းဟာကာအခြေချစစ်ပြူဝမှုစိုးဝင်းထွန်းဟာအစမ်းကပ်ဘုံမူကျောက်ယာရုတိုးနဲ့မန္တလေးတိုင်းမိတီလာမြို့အခြေဆိုင်အမတ်ကိုကိုချင်းမြတ်တက်မဌာနချုပ်ကိုတက်မမှုအဖြစ်ပြောင်းရွှေ့ခြင်းဖြစ်တယ်လို့စီရေးတည်င်းအရင်းမြစ်များကိုကိုကာပီ CDM ဘူကြီးစင်ရောကပြောပါတယ်။ ူကလက်ရှိမှာတော့တက်မမှုအဖြစ်တွေ့လိုက်ပြီးဆိုတော့ယာယီဗိုလ်မှူးချုပ်အစမ်းကဗိုလ်မှူးချုပ်ယာတို့ကိုရရှိသွားပြီဖြစ်ပါတယ်လက်ရှိမှာတော့အခြေချဟာကမှာပဲရှိပြီးတော့မိတီလာတို့မဟုတ်သူတို့စစ်စင်ရေးဝင်နေတဲ့နယ်ရေကန်ဗဒန်းဘက်ကိုသွားဖို့ပြင်ဆင်နေသေးပဲရှိပါသေးတယ်သူအကြောင်းကိုတော့ကျွန်တော်တို့အခုမှစုံစမ်းတိစောက်နေသေးပဲရှိပါတယ်လို့ CDM ဗိုလ်ကြီးစင်ရောကဆိုပါတယ်လက်ရှိမှာဟာကခြေချစစ်ပြွာမှုနေရာမှာအစ်စ်ရောက်ရှိလာသူကိုမတွေ့ရသေးပေမဲ့စစ်ကောင်စီအနေနဲ့ချက်ချင်းခန့်အပ်မယ်လို့တုံ့တက်ကြောင်း စစ်ကောင်စီကဗျူဟာမှုနေရာကိုအလွတ်မထားတဲ့ကြောင်းသိရှိရပါတယ်။ဗျူဟာမှုအပြောင်းလဲကြောင်းဟခမြို့ဝင်းကျင်မှာစစ်ကောင်စီရဲ့ဒံပြန်စစ်ကြောင်းထုံးမှုများဖြစ်လာနိုင်တယ်လို့သိရှိရပါတယ်။ပြူဝမှုအပြောင်းအလဲနဲ့တော့စစ်ရေးအခြေအနေကထူးခြားလာပွဲမရှိပါဘူးစစ်တပ်ကလူတွေကတပုံစံတဲတွေပဲစကလုံးလေးရှိတယ်ရှေ့ဘုံကြီးတစ်ချက်ကောက်ရင်နောက်ဘုံကြီးနှစ်ချက်ခောက်မယ်ပူကျန်းလာမဲ့လူတွေကိုပဲထက်ထက်ရွေးပြီးခန့်တဲ့အနေထားမျိုးပေါ့နော်သူတို့ကရောက်ရောက်ချင်းမှဆိုရင် သူတို့ကစစ်စင်ရေးလှုပ်ဆောင်မှုအနေနဲ့ယာရုတက်ဖို့အနေနဲ့လောက်ွက်ပြတတ်ကြတယ်။ဟာကာဝင်းကျင်မှာသူတို့ဘက်ကနေဒံပြန်စစ်ကြောင်းထိုးတာတွေလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့သုံးသပ်ရပါတယ်လို့ဗိုလ်ကြီးစင်ရော်ကဆိုပါတယ်။ချင်းတော်လရင်အားစုများဟာ2025ခုနှစ်မှာချင်းပြည်နယ်တနယ်လုံးကိုစစ်ကောင်စီကင်းစင်ရေးဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။ချင်းပြည်နယ်မှာဟာကာတန်တလန်တီတိမ်မြို့ပေါ်မှာသာစစ်ကောင်စီတပ်စခန်းများကျန်ရှိပါတော့တယ်။ဟာကာခြေချစစ်ပြူအမှုစိုးဝင်ထွန်းဟာ တမကိုကိုရဲ့လက်ရှိတမမှုပုံမှုချုပ်တင်မောင်ကျော်ကိုစစ်ကောင်စီကဖမ်းဆီးပြီးယာရုရုပ်သိမ်းကမန္တလေးနှံတွဲမှာစစ်ကြောရေးဝင်နေစဉ်အစာထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်တလုံးမှာတမကိုကိုဟာရခိုင်မကွေးနယ်ပဲခူးတိုင်းဆက်ဆက်ဒေသများမှာစစ်စင်ရေးတာဝန်များယူနေရပြီးမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲ့ရဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးကာလမှာလက်ရှိအချိန်ထိတနစ်ခွဲခန့်အတွင်းတမကိုကိုတမမှု၅ဦးအထိပြောင်းလဲဖြစ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးကြတာကတော့ မယန်းကုန်းမှာအငေတန်းထွေအုပ်အောင်မြင့်မြတ်ဓာတ်ထုခံရပြီးတည်ဆုံးတရခန့်ထွက်ပြေးလွမြောက်သွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုရုံးအတွင်မှာဇွန်လ17ရက်နေ့မနေ့အချိန်မှာဝင်တန်းအချင်းချင်းဓာတ်နဲ့ထိုး၍ဝင်တန်းစည်ရဲ့အငေတန်းထွေအုပ်အောင်မြင့်မြတ်တည်ဆုံးသွားကြောင်းမယန်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှုများနဲ့နှိစက်သူများကပြောဆိုကြပါတယ်ဝင်တန်းစည်ရဲ့အငေတန်းထွေအုပ်အောင်မြင့်မြတ်ကိုရုံးဝင်တန်းတအူးမှဓာတ်နဲ့ထိုးတက်ရမှာညာဘက်ရင်အောင်ဓာတ်ထိုးသွင်းဒဏ်ရာနဲ့ ပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းစစ်ကောင်စီလက်အောက်ခံ lobby ဝါရပြမီဒီယာများမှဖော်ပြထားပါတယ်။အောင်မြင့်မြတ်မှာမယန်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာရခိုင်ပြည်နယ်တန်တွဲခရိုင်ထွေအုပ်ရုံးမှာစစ်ရှောင်လာပြီးတွဲဘက်စရေးအဖြစ်တာဝန်ထမ်းဆောင်နေရင်အငဲတန်းထွေအုပ်ဖြစ်လာသူဖြစ်ကြောင်းသိရှိရပါတယ်။နေစားအကူဝင်တန်းဖြစ်တဲ့ကျော်စိုးမင်းနဲ့စရေးကိုအောင်မြင့်မြတ်တို့နှစ်ယောက်မနေ့စင်တိုင်းလောက်ကဓာတ်ထုတ်မှုဖြစ်တာပါ။ဖြစ်တဲ့နှစ်ယောက်ကအရင်ရက်ကလည်းစကားကြောက်ကစဖြစ်ထားတယ်လို့တော့သိရပါတယ်။ ဒါကြောင့်ပဲတက်တာလာတော့တေချာမသိပါဘူးနေရာမှာပဲပွဲချင်းပြီးတည်ဆုံးပါတယ်လို့ဖော်ပြထားပါတယ်။ညာဘက်ရင်အောင်ဓာတ်တန်ရတစ်ချက်ထင်းနေစည်ရီအောင်မြင့်မြတ်ကိုတည်စီနိုင်ရင်ဓာတ်နဲ့ထိုးခဲ့သူနေစောင်းအကူဝင်တဲ့ကျော်စိုးမင်းမှာထွက်ပြေးလွတ်မြောက်သွားတယ်လို့မယန်းကုန်းမြို့နယ်အုတ်ချုပ်ရေးမှူးများနဲ့နေဆက်သူတို့ကဆိုပါတယ်။မယန်းကုန်း A1 လမ်းနေအိမ်မှာအငင်းစားပုံမှုချုပ်ချိုထွန်းအောင်မေလ22ရက်နေ့မနေ့အချိန်မှာတနက်နေ့ပြစ်ခတ်တက်ဖြတ်မှုဖြစ်ပြီးယခုထွေထွေအုတ်ချုပ်ရေးမှုရုံးမှာဓာတ်နဲ့ထိုးတက်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးကြတာကတော့ပြည်သူ့သားများတပ်ဖွဲ့တာဝန်ခံဘူမီခဲလှုပ်ကြံခံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။တနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA နဲ့ပြည်သူ့သားများတပ်ဖွဲ့ PSF တို့ကရှမ်းပြည်နယ်တောင်ပိုင်းမှာစစ်စင်ရေးတွေအတူတကွဆောင်ရွက်ခဲ့ကြတာတွေရှိပြီးဇော်လန်ရှိရဲ့နေမှာတော့ PSF အဖွဲ့တာဝန်ခံဘူမီခဲလှုပ်ကြံခံလိုက်ရတာကြောင့်ဝန်နေမိတယ်လို့ DSNDA အဖွဲ့ကဇွန်လ10ရက်နေ့မှာဆိုပါတယ်ဇွန်လ9ရက်နေ့ည7:00နာရီကျော်မှာ ဘူမိခဲကနေမကောင်းဖြစ်နေတဲ့ရှည်တန်းကရဲဘော်ကိုတွားကြိုပေးရမှာနောက်ကနေဓာတ်နဲ့ထုခံလိုက်ရပြီးရှည်ရနေမနက်9နာရီမှာကြာဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်။ DSNDA တာဝန်ရှိသူက DSNDA ညီနောင်အဖွဲ့စည်းလို့ပြောလဲရတာပေါ့နော်။နေမကောင်းဖြစ်နေတဲ့ရှည်ကင်းကရဲဘော်ကိုတွားကြိုပေးရမှာရှည်ကနေစိုက်ကဲမောင်းလာချိန်အတက်မှာနောက်ကဓာတ်နဲ့ထိုးသွားတာပါ။သူ့ရဲ့အဖွဲ့တဲဝင်ရောက်တာမကြသေးတဲ့သူတယောက်ကဘာလို့ဆိုပါတယ်။ဓာတ်နဲ့ထိုးခံလိုက်ရတဲ့အတွက် PSF အဖွဲ့တာဝန်ကကြာဆုံးသွားခဲ့ရပြီး တရခံကတော့လွတ်မြောက်နေတာကြောင့်စုံစမ်းရှာဖွေနေတယ်လို့သိရှိရပါတယ်။ PSF အဖွဲ့ကိုတီထောင်တာတာမကြံသေးပေမဲ့အဖွဲ့မတီထောင်ခင်ကတည်းက DSNDA နဲ့စီရေးပူပေါင်းလှုပ်ဆောင်မှုတွေရှိပြီးတဟဆာတကြကြစီစဉ်ဆောင်ရွက်ခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။ဗိုလ်မင်းကြီးကတော်လိုင်းကြီးကာလာတလျှောက်မှာတက်ဖွဲ့ဝင်တွေရဲ့တာဝန်ကိုကိုစွမ်းညံစွမ်းရှိသလောက်အားစိုက်ထုတ်ပြီးစူးစမ်းပေးသူတယောက်ဖြစ်လို့လှုပ်ချန်ခံရမှုအတွက်များစွာစိတ်မကောင်းဖြစ်ရတယ်လို့ဆိုထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။